နာမည်ကြီးနုပညာအစင်တန်းနဲ့မညီပဲလမ်းဘေးမှာမိုးရင်းကားစားနေလို့လူပြောများနေရဲ့ရွှေထူးနဲ့ရွှေမုံရည်တီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာပရိသတ်တွေရဲ့ရင်ကိုနှွေးထွေးသွားစေတဲ့တစ်ချိန်တည်းမှာပဲချီကျူးတန်တွေနဲ့ဆွညံသွားစေခဲ့တဲ့အကြောင်းအရာလေးတခုကိုပြောပြပေးခြင်းပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းနုပညာရှင်ဆုံးတွေအားလုံးကချစ်ခင်အားပေးရတဲ့အစိုးရရွှေထူးနဲ့မင်းသမီးကျော်လေးရွှေမုံရည်တီတို့ဇနီးမောင်နှံရဲ့ပကတနာကင်းစွာနဲ့မိုးရင်းကားစားနေတဲ့ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်ရှင် င်ရွှေတွုံးနဲ့ရွှေမွန်ရည်တို့ဇနီးပေါင်တဲ့နှစ်ယောက်ကမြို့ကရက်ခွင်ငယ်လေးထဲမှာရှိတဲ့တာမန်လန်းပြီးမိုးဟင်းကားဆိုင်လေးတစ်ဆိုင်မှာအရန်ကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့မိုးဟင်းကားကိုအာရပါရအရသာခံတုံးဆောင်နေတဲ့ပုံရင်လေးတွေလူမှုကွန်ရက်ပေါ်ကိုတက်လာခဲ့တာပါဒီပုံလေးတွေဟာမြင်ရသူအဖို့ရိုးရှင်းပေမဲ့သူတို့လိုနာမည်ကြီးအနုပညာရှင်တွေရဲ့အစဉ်အတန်းနဲ့အနှိုင်းယှဉ်လိုက်တဲ့အခါမှာတကယ့်ကိုထူးခြားတဲ့အမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ် ဒါကြောင့်မယ်ပရိသတ်တွေကသူတို့ရဲ့ဂုံပကသနာကင်းမဲ့တဲ့လောက်ရလေးအတွက်အချီးကျူးစကားတွေတညီတညွတ်တဲဆိုခဲ့ကြတာပါကျမတို့ပရိသတ်တွေသိကြတဲ့အတိုင်းပဲအနုပညာလောကမှာထိတ်ဆုံးကိုရောက်ပြီးတော့အမြင်လာတဲ့အခါမှာတကြုံအနုပညာရှင်တွေဟာပဝင်မြင့်လာတတ်ကြပါတယ်သူတို့ရဲ့အစဉ်အတန်းနဲ့မကန့်ညီဘူးဆိုပြီးတော့တာမန်လူတွေနဲ့ရွရွနှောနှောမနေတော့တာအထက်တန်းဆန်ပြီးတော့ဟိုတယ်ကြီးတွေစားသောက်ဆိုင်တွေမှာပဲမျက်နာပြတတ်တာမျိုးတွေရှိတတ်ပါတယ်လမ်းဘေးအစားအစာဆိုတာသူတို့အတွက်တော့ဝေးစွာပါပဲဒါပေမဲ့ရွှေထူးနဲ့ရွှေမုံရည်တို့ဇနီးမောင်နဲ့ ်ကတော့လုံးဝကိုစန့်ကျင်ဘက်ပါပဲ။ရွှေတွူးဆိုတာ R&B နဲ့ Pop Guitar လောကမှာအောင်မြင်မှုအထွတ်ထိပ်ကိုရောက်နေတယ်။ရုပ်ရှင်လောကမှာလည်း Academy ဆုကိုဆုကူထားတဲ့ထိတ်တန့်အနုပညာရှင်တယောက်ပါ။ရွှေမော်ရီလီကလည်းအသက်ငယ်ငယ်လေးနဲ့အနုပညာလောကတွေကိုဝင်ရောက်ပြီးတော့ ထိတ်တမ်းမင်းသမီးတယောက်ဖြစ်နေရည်တည်နေတဲ့ခင်မုန်းဖြစ်သူနဲ့အတူတနေ့ထဲမှာပဲအကယ်ဒမီစုကိုရရှိခဲ့တဲ့ရှားပါတဲ့မင်းသမီးတစ်လက်ပါသူတို့နှစ်ယောက်ရဲ့အောင်မြင်မှုကြွယ်ဝမှုတွေနဲ့ဆိုရင်ကျဲငါးဘွေဟိုတယ်မှာနေတိုင်းစားသောက်ဖို့ဆိုတာအလွယ်လေးပါဒါပေမဲ့သူတို့ရွေးချယ်ခဲ့ရတာကတော့တာမန်လူရန်စားတွေနဲ့အတူတာမန်လန်ပေးဆိုင်လေးမှာပဲပျော်ပျော်ပါးပါးနဲ့ထိုင်စားဖို့ပါပဲ ဒီလုံးရက်လေးဟာသူတို့ဟာနာမည်ကြီးနုပညာရှင်တွေဖြစ်နေပေမယ့်ဂုံမမတ်ပကဒနာမထားဘဲနဲ့ပရိသတ်တွေနဲ့တသားတယ်မြေပြင်ပေါ်မှာပဲရက်တည်နေထိုင်နေဆိုတာကိုသက်သေပြလိုက်ကြပါသူတို့ဟာအောင်မြင်မှုတွေကိုကောင်းနေမရောက်ပဲနှလုံးသားထဲမှာပဲထားတတ်သူတွေဆိုတာကိုပြသလိုက်တယ်လို့ပါပဲဒီလိုစိတ်ထားတွေကြောင့်လည်းပရိသတ်တွေကသူတို့ကိုယနေ့ချိန်ထိအခိုင်အမာချစ်ခင်အားပေးနေကြတာပါဒါကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်နုပညာရှင်ဆုံးတွေအားလုံးကချစ်ခင်အားပေးရတဲ့အစိုးရရွှေထူးနဲ့မင်းသမီးကျော်လေးရွှေမွန်ရည်တို့ဇနီးမောင်နှံရဲ့ပကဒနာက င်းစွာနဲ့မိုးဟင်းကားစားနေတဲ့ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်ရှင်။ရွှေတွုံးနဲ့ရွှေမွန်ရည်တို့ဇနီးမောင်နှံနှစ်ယောက်ကမျိုးကရက်ကွက်ငယ်လေးထဲမှာရှိတဲ့တာမန်လန်းပြီးမိုးဟင်းကားဆိုင်လေးတစ်ဆိုင်မှာအရန်ကိုလွလွလပ်လပ်ပေါ့ပေါ့ပါပါနဲ့မိုးဟင်းကားကိုအာရပါရအရသာခံတုံးဆောင်နေတဲ့ပုံရိပ်လေးတွေလူမှုကွန်ရက်ပေါ်ကိုတက်လာခဲ့တာပါ။သူတို့ရဲ့နှုပညာကိုချစ်တယ်လို့သူတို့ရဲ့ဂုံပကာသနာကင်းနဲ့ဘဝနေထိုင်မှုပုံစံကိုလည်းလေးစားနေကြပါတယ်။အခုလိုမျိုးလမ်းပေးဆိုင်လေးမှာပျော်ရွှင်နေတဲ့သူတို့ရဲ့ပုံရိပ်ကငွေကြီးနဲ့ဂုံဒရက်တွေထက် တန်ဖိုးရှိတဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေရှိနေသေးရဆိုတာကိုကျမတို့ကပြန်လည်တတိပေးလိုက်တယ်လို့ပါပဲပရိသတ်ကြီးတို့ရောရွှေနှွှေစုံတွေလေးရဲ့ဂုံမောက်ချင်းကင်းနဲ့ဒီလောက်ရလေးနဲ့ပတ်သက်လို့ဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်